်အားလီပါကလေးကစတောင်းနေဘလောက်ထိစတောင်းလဲလို့မေးလာခဲ့လို့ရှင်အားလုံးတွေ့ကြတဲ့အတိုင်းပဲ၃កောင်၃កောင်သူမတင်ကိုမတင်ရှင်ဖိုက်လာရတဲ့အထိစတောင်းနေအပြင် meta patch မှာအနည်းငယ်နှစ်ထားရဲ့ဆိုပေမဲ့လည်းအခုလက်ရှိအချိန်ကာလမှာ ban ray ရော pit ray ရောစောင်းရမ်းများနေတဲ့ဟောရီယာကောင်းဆုံးလေး lucas sorry ဟာစကားပြောဆက်ရှင်တက်နေမှာစာလုံးပေါ်ကလာမနေသေးတယ် ဆိုတော့ဒီကနေ့ဗီဒီယိုမှာဆာလုံးပေါင်းပြင်ပြီးသွားတဲ့ Lucas ကို Jungle Lania မှာဘလူးဘလူးချစ်ချစော့ရမလဲဆိုတာကိုပြောပြမယ် လူကချန်ကယ်လာပလေးစတိုင်ဆိုတာကအော်ရက်နေမှာတိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့အပေါ်ရက်နေမှာဆိုရင်ကြောင်တွန်းလို့ဘန်းယူနေရတဲ့ပလေးစတိုင်တစ်ခုလို့ပြောလို့ရမယ်။အကြောင်းရင်းကတော့သူ့ရဲ့ဘာမဆိုအင်ပြူနိုင်ပြီးတော့ခဏခဏသုံးလို့ရတဲ့စကေးဝမ်းကြောင့်ပါ။လူကစ်အနေနဲ့ဘေးစေးထက်နှစ်ချက်ခုပြီးတော့ဖြစ်ပေါ်လာတဲ့ဒုတိယမြောက်အန်ဟစ်စကေးဝမ်းဆိုရင်အလုံးတွေးကြတဲ့အတိုင်းပဲဆလီနာအဗက်ဇင်အဲရိုတွေပြီးတော့ဖရန်ကိုရဲ့ထုတေအပြင်စီစီမန်သမ ्या ကိုအင်ပြူနိုင်တယ်။စီစီမန်သမ ्या ဆိုတာထက်ပြောရမယ်ဆိုရင်အီမိုဗလိုက်ဖြစ်စေတဲ့အဖက်တို့အပြင်နာနာရှင်တို့လိုမျိုးတခြားခွေကြတစ်ခေါင်ဖြစ်ပြောင်းသွားတဲ့ဟာတွေအားလုံးကိုပါအင်ပြူနိုင်တာဖြစ်တဲ့ ဲ့အတွက်စကီးကိုထိသွားပြီးရင်တော့စကီးဝမ်းနေဘာညာတရကာကြီးကသုံးလို့မရဘူးဆိုပေမဲ့စကီးမထိခင်အချိန်ခဏလေးအတွင်းမှာကျွန်တော်အနေနဲ့မြန်မြန်ဆန်ဆန်သုံးနိုင်မယ်ဆိုရင်တွေးကြတဲ့အတိုင်းပဲ CC မှန်သမျှကိုအင်ပြူဖြစ်ပါတယ်။အတီမိတ်သုံးနေတဲ့အချိန်အတော်အတွင်းမှာဆိုရင်လည်းပဲအားလုံးတွေးကြတဲ့အတိုင်းပဲချိန်သားကိုင်အောင်သုံးနိုင်ခဲ့လို့ရှိရင် CC တွေကိုအင်ပြူတယ်။နောက်တစ်ခုကအတီမိတ်ပြောင်းနေတဲ့အချိန်အတွင်းစတန်နေရာကိုစီလာနေတဲ့အခါဟော့တယ်လိုမျိုးချိန်သားကိုင်အောင်သုံးနိုင်ခဲ့လို့ရှိရင်လည်း CC တွေကိုထပ်ပြီးတော့အင်ပြူပါသေးတယ်။တွေးကြတဲ့အတိုင်းပဲ Save by Ultimate ကိုမြန်မြန်ဆန်ဆန်လေးအင်ပြူပလိုက်တယ်။ Chakra ဘောလုံးကြီးမပြ ြစ်ခင်ခြောက်ကြရီစုနေတဲ့အချိန်ကိုစတန်းလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဟော့တလိုမျိုးချိန်သားကြအောင်သုံးနိုင်လို့ရှိရင် AD Mike ကလည်းအင်ပြူတယ်ဒုတိယမြောက်ခြောက်ကြရပြစ်တဲ့ AD Mike ကလည်းအင်ပြူတယ်ဒါပေမဲ့မင်းမမင်းဘာဟီရိုကြီးကင်နာကင်နာဘာကောင်ကြီးပဲဖြစ်နေပါစေ Franco ကကြ AD Mike နဲ့သူမပြီးရဲ့နာကျင်မှုတွေကိုတော့ဘာနဲ့မှအင်ပြူလို့ရမှာမဟုတ်ပါဘူး ်လူကတ်က EHB လိမ့်မှာဆိုရင်လည်းပဲဂွီတိုနီနီဂွီရှင်နီနီတူမတီကွန်ပတီရှင်ဖျောက်လို့ရတဲ့ဟီးရိုးတကောင်ဆိုပေမဲ့လည်းပဲလူကတ်ကိုဂျန်ကယ်လာနီနဲ့ဆော့မယ်ဆိုရင်သူ့ရဲ့စကီးဝမ်းအင်ဗျူတွေအတီမိတ်နှစ်ခုရဲ့အင်ဗျူတွေကိုအားတကြအနေနဲ့အသုံးချပြီးတော့လိုင်းမကောင်းရင်တောင်မှတာတယ်ရီလော့တွေကိုအေးစိတ်လေးယူလို့ရတဲ့အနေထားမှာရှိပါတယ်ရှုတ်စမဖာ ဒါစကေးကြတာဖြစ်ပြီးတော့ကန်ကောင်းချင်းလုံးဝလုံးဝမဟုတ်ပါဘူး။အာဒါနဲ့နောက်ထပ်ကောင်းကောက်ဒီတဲရတစ်ခုကိုပြပြမယ်ဆိုတော့ဖြင့်စကေးတူ၃မျိုးဘေးစိတ်ထပ်ခုတ်တဲ့အခါကျရင်ကိုက enemy ရဲ့အနောက်ကို automatically ရောက်သွားတာဖြစ်တဲ့အတွက်စကေးတူ၃မျိုးစကေး1သုံးတဲ့အခါကျရင် compensation ကွက်တီလီလုံးလို့ရတာပေါ့ဒါပေမဲ့ rain တိုတာကြောင့်ပဲဟောဒီလိုမျိုး wall တွေကိုဖြတ်သွားလို့ရှိရင်ကျွန်တော်အနေနဲ့ wall ရဲ့နီနီကက်ကက်ကိုသုံးပြီးမှစကေးတူ၃အဲ့ဒီအခါကျမှပဲ wall ကိုဖြတ်သွားလို့ရနိုင်မှာပါပြည့်စက်တဲ့ပဲကြံပြီးတော့ enemy ကလိုက်လာတဲ့အခါအရေးပေါ်ဖြစ်နေတဲ့အချိန်ဒီလိုမျိုး wall ကိုမခုံပြီးလို့ကတော့အမျက်အမျက် အမြဆိုပြီးတော့ရေသက်ချောင်ကလွဲပြီးတော့ကျွန်တော်အနေနဲ့ဘာမှရွေးချယ်စရာရှိမှာမဟုတ်ဘူးအဲ့ဒီတော့ဒီတစ်ချက်ကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲမှတ်ထားပါ ပြီးတော့ကို့မှာစကင်ဝမ်အဟစ်တွေဘာညာရှိနေရဆိုရင်တော့မှကျွန်တော်တို့ကဟော်ဒီလိုစကင်ဝမ်ကိုလလုတ်စပွဲကြီးလုံးဝလုံးဝကိုမတုံးနိုင်နဲ့စကင်ဝမ်နဲ့အနမီနဲ့တော်တော်လေးနှိကက်နေတဲ့အချိန်မှာတုံးမယ်ဆိုရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲ Tiger Scale 2လိုမျိုးအနမီကိုဟိုးအဝေးဆုံးကိုရောက်သားစီမှာပါခိုးလေးဘွားလေးကနေထွက်သွားတဲ့စုံတယောက်နဲ့တောင်သွားပြီးတော့စစ်တူသလားပဲတော်တော်များများတုံးနေကြတဲ့ Lucas ရဲ့ကိုမိုးကတော့ရွှေရှင်နဲ့အပီဖာကိုပြောင်းစကင်2တုံးဘေးစိတ်တက်တစ်ချက်ချပြီးတော့စကင်ဝမ်ကိုတုံးလိုက်ပြီးတော့ကျွန်တော်တို့အနေနဲ့ Chakra ဘောလုံးနဲ့ပဲပြပြဒါမှမဟုတ်ရင်လေဘေးစိတ်ထက်နဲ့ဝူလာဝူလာထိုင်ရင်နေပြီးတော့ဗတဲ့အချိန်ဒီဘော လိုက်ပြီးစကီးတွေပြောင်းတော့ပေါ့ဒါပေမဲ့အက်ဒီမက်ချာကိုရာဘောလုံးကြီးကိုတွေးစက်စက်နဲ့အန်နမီကိုလိုက်ပြဖို့ကလွဲပြီးတော့ကျန်တဲ့နေရာမှာလုံးဝလုံးဝကိုမတုံးပါနဲ့လူကရဲ့အက်ဒီမက်ဖြစ်တဲ့ချာကိုရာဘောလုံးကဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ CC တွေမှန်သမျှကိုအင်ပြဖြစ်နိုင်တယ်အဲ့ဒါကြောင့်အန်နမီဘက်ကပေးလာမဲ့စပဲတွေ CC တွေကိုအင်ပြဖြစ်နိုင်အောင်ねတနည်းအားဖြင့်တော့ဗျာကိုစပိုင်းလို့ဖို့အတွက်ဝက်ဖဲတစ်ခုကိုခြံထားတယ်ပေါ့အက်ဒီမက်မရှိတဲ့အခါရောင်60ဖြစ်နေမှာဆိုလို့တလက်စာရဲ့ပြပြလိုက်ရမယ်ဆိုတော့ဖြင့်စကီးတူကိုတော့ပြီးရင်ဘေးစေးထက်နှစ်ချက်ခုပ်ပြီးတော့စကီး1တုံးလိုက်မယ်ဆိုရင်ကျွန်တော်အရှိမပြောခဲ့သလိုပဲ နမီနဲ့အရန်နီးတဲ့နေရာကိုရောက်သွားပြီဖြစ်တဲ့အတွက်အနမီကိုလည်းကိုတေးဘက်ကိုဆွဲခေါ်လို့ရတယ်လို့ကိုတင်းကမရှိဘူးဆိုရင်လည်းပဲကိုဘာသာကိုအမဲဖြတ်လို့ရတာပေါ့ပြီးတော့လူကတ်ဆိုတဲ့ဟော်ရီဟီရိုကို ESP လိန်ဆော့တာထက်ဂျန်ကယ်လာဆော့တာကဘာကြီးကောင်းကျိုးရှိနိုင်မလဲဆိုရင်လူကတ်ကဂျန်ကယ်လာဆော့နေတာဖြစ်တဲ့အတွက်ဘက်ဖ်တီကိုတေချာဘက်ကိုစားလာရလိမ့်မယ်လေဘက်စားဖို့အတွက်လူကတ်ရဲ့စကီးဝက်နဲ့စကီးတူးတွေကိုတုံးလာရမှာဖြစ်တဲ့အတွက်စကီးတွေတုံးလာတဲ့အများလူကတ်ရဲ့ energy ဘာလီကတက်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ကလူကတ်ဂျန်ကယ်လာဆော့လို့ရှိရင် ultimate ကိုခဏခဏ span နေလို့ရပါတယ်ဆို တော့ Lucas လိုမျိုး Ultimate ကိုအားကိုးတဲ့ hero တကောင်အနေနဲ့ Ultimate ကိုခဏခဏသုံးလို့ရမယ်ဆိုတာကပြောရမယ်ဆိုရင်ပျော်စရာကြီးပေါ့နော်နာပါလေဝါတေးရေရေဆမိုင်းအာယိုဘွေးရေကွန်းအနောဘရိတ် ကိုရဲ့ edit ကိုကိုဘာသာကိုပြန်ကြည့်ကြမှာတိလိုက်ရတာတခုကတော့ကျွန်တော် identity and plan အကြောင်းမျိုးမပြောပြရသေးဘူးပဲ။ Lucas ဆိုတာက ESP လိမ့်မှာဆောင်းရန် strong နဲ့ fighter တကောင် ဖြစ်တယ်လို့ jungler ဆောင်းနေတာဖြစ်တဲ့အတွက်အားလီကိန်းမှာဖြဲရမယ်၊လှုပ်ရဲရမယ်၊ကန်ရဲရမယ်။ Eva jungler တို့၊ Johan jungler တို့၊ Leomo jungler တို့ဆိုရင်အားလီကိန်းမှာကလေးကလှုပ်ရှားနေရတဲ့ hero တွေဖြစ်တဲ့အတွက်အဲ့ဒီလို hero တွေလိုမျိုးပဲ Lucas ကအားလီမှာကလေးက damage ထွက်ပြီးတော့ဆောင်းရန်ကျန်းနေဖို့အတွက်လိုတယ်။ jungler ဆောင်းနေတာဖြစ်လို့ ultimate no go down ဖြစ်တဲ့ Lucas က ultimate ကိုခဏခဏသုံးလို့ ရတော့မှာဖြစ်တဲ့အတွက်ကျွန်တော်နေနေအာလီဘိုင်ဖတ်စ်အိုက်တမ်ကို Y8 အစား Hannah Strike ကိုထည့်ဖို့ပြောချင်ပါတယ်။အချိန်နေကောင်းရင်တော့ VOD တို့ဘာလို့သွားလို့ရရဲဆိုပေမဲ့များသောအားဖြင့် Lucas က Y8 Hannah Strike customization ဖြစ်တဲ့အတွက် Y8 Hannah Strike ကပဲသူ့ရဲ့ main item ဖြစ်လာပါလိမ့်မယ်။ Enemy ရ Strong တာလားကိုအတင်းရပိုတာနေရလားဆိုတာကိုကြည့်ပြီးတော့ကျွန်တော်နေနေ Malefic Raw ဒါမှမဟုတ်ရင်လည်း Oracle ဒါမှမဟုတ်ရင်လည်း Defy Item တွေသွားပြီးတော့ကိုကအဆင်ပြေတယ် Superman လောက်ချင်တယ်ဘာညာဆိုရင်တော့ Queen Win တို့ဘာလို့ထည့်လိုက်ပေါ့။နောက်ဆုံးနေနေကတော့ခုလက်ရှိတော်တော်လေးခက်စားနေရဲ့ Bruce Gomez တွေကိုထည့်ဖို့တော့ကျွန်တော်အနေနဲ့အကြီးကြီး recommend ပေးချင်တယ်အကြောင်းရင်းကတော့ရှိလဲရတဲ့အပြင်တစ်ဖက်အနေငယ်နဲ့ Twitter တွေအတက်စပီတွေဘာညာဘာညာလေးတွေရတာဖြစ်လို့ Twitter နဲ့ enemy ကိုပြန်ကျုံးနေတဲ့ဘာညာဆိုရင်ထည့်တင်ပြီးတော့ Twitter နဲ့ enemy စီကနေထွက်ပြေးမယ်ဆိုရင်လည်းပဲထည့်တင်နေသေးဘောကြောင့်နေဘာညာဆိုတာကအပြင်မှာပဲဖြစ်ပြီးတော့ခင်းနေမှာဆိုရင်ရှက်စရာမလိုပါဘူး no brain. Marvin well, Divine. Uh, I'm saying bye to all the lies and all you cried, saying that I wasn't right, yet I was right by your side. You manipulator, playing games, your friends commentators, and I don't know what you say about our private conversations, but it's got hating. Thanks like all the rumors you be claiming, it's cool. I'm done with you, so they. ဒါနဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Lucas Jangela ဆုတ်ပြီဆိုတာနဲ့ကျွန်တော်တို့ကအရှိကနေဝင်ရရမယ်ဝင်ပြီးတော့ဖြင်းနိုင်မှ Lucas Jangela စစ်စစ်တယောက်ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဝင်ရမှာမကြောက်ပါနဲ့။ဘိုးက solo player ဆိုရင်တော့ Lucas နဲ့ run တင်ရတာကတိတ်ပြီးတော့အဆင်မပြေဘူးလို့ပြောလို့ရတယ်ဆိုပေမဲ့ကိုက Joe Trout အောင်ရောရင်ရောင်းနိုင်သလား Lucas Jangela က impact အရန်ထွက်တဲ့အပြင် solo player တွေအတွက်ကောင်းတယ်ပေါ့။ဒီရဲ့စံချိန်ဘက်ကတော့ Lucas Jangela ကင်ပြီးတော့နွားလို့မရောင်းနိုင်ဘူးဆိုရင်တော့အဆင်မပြေဘူးပေါ့လေ။ပါတီမဟုတ်တဲ့လူတွေအတွက်လည်း Joe Trout ဆော့တဲ့အခါကျရင်မက်တီဒါ ို့ဘာလို့ ਨੇ ကိုမိုက်ဇေးရှင်းလောက်ပြီးတော့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက် ਨੇ ပြောရရင်အတီမိတ်ခဏခဏသုံးရင် ਨੇ လူကချန်ကယ်လာကဆော့ရတာပြောစရာကြီးပါပြီးတော့လူကချန်ကယ်လာကြီးကထိမရအောင်ကျန်းနေရတဲ့အကြောင်းရင်းကတော့ရိုးရှင်းပါတယ်နောက်လို collaboration event လည်းရှိသလိုနောက်ပိုင်းနောက်ပိုင်းတွေမှာလည်း Lucas ကို buff အတွက် event server မှာအစီအစဉ်နေရှိသေးတာဖြစ်လို့အခုကတည်းကဗျာ Lucas မကင်နိုင်ရင်တော့မှ classic မှာကြိုပြီးတော့ train ထားခြင်းဟာဆိုရင်လည်းပဲ brother တို့အတွက်အကျိုးမရောက်စေရဘူးဆိုပြီးတော့အမခံနိုင်နေကဲဆိုတော့ကကျွန်တော်ဒီကနေ့ video လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဘက်မှာ line တွေကတော်တော်လေးဆုပ်ပြတ်နေတာဖြစ် ဖြစ်တဲ့အတွက် game play ကတစ်ချက်တစ်ချက်ထစ်ထစ်သွားတာလေးကိုတော့နားလည်ပေးစီချင်ပါသေးတယ်။နောက်နေ့နောက်နေ့ကြရင်လည်းမတူညီကွန်တက်တစ်တင်တဲ့သူပြန်လာခဲ့ပါပဲ။ကျွန်တော်မောင်စမိုင်းပါအားလုံးပဲပေးကင်းကြပါစေ။ဘိုင်ဘိုင်ပါခင်ဗျာ။ Yeah, my life is lovely now. I'm focused on me. You said you were about to die. I guess the car.